ကျောင်းကျောင်းလေးတယောက်ဖြစ်ပေမဲ့ကိုဝင်၃လလွေထားရပြီဖြစ်ကြောင်းသိပေးလာတဲ့မိချို့အားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ Selly Insider ပေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစ်မိချို့ကဟာတာဗီယိုတွေကိုဖန်တီးရင်းနဲ့ social media မှာနာမည်ကြီးလာခဲ့တာပါလက်ရှိမှာတော့နိုင်ငံသားမှခြေချကားနေထိုင်နေတာပါမိချို့ဟာစကားပြောရင်ပွေလင်းကသူ့ဗီယိုတွေကတဘာဝဆန္ဒကြောင့်သဘောကျသူတွေလည်းများရတာပါကြားပြီးမိချို့ဟာယောက်ျားလေးစိတ်ဝင်စားနေသူတယောက်ဖြစ်ပါရစ် ယောက်ျားလေးတယောက်ဖြစ်ပေမယ့်မိကလေးတွေကိုစိတ်ဝင်စားပေနဲ့ယောက်ျားလေးတွေကိုသာကြိုက်တာပါ။ဒါကြောင့်မလို့လေအမျိုးသားတယောက်နဲ့တွဲနေတာဖြစ်ပါရင်မိချောကအခုနောက်ပိုင်းမှာဝင်ငွေလေးကောင်းကအခြေလဲကြလာပါရင် မိချွာချစ်တူကောင်းလေးနေ2023မှာတရားဝင်လက်ထက်ထိမြထားခဲ့ပါရီခင်မွန်တော်ထားသူဖြစ်တယ်လို့ပြီးခဲ့တဲ့ရက်မှာတော့မိချူကသူ့မှာကိုဝင်3လရှိနေပြီဖြစ်ကြောင်းမှအသိပေးလာခဲ့တာပါခင်မွန်ဖြစ်သူနဲ့ရှားထားရင်ကိုဝင်3လရှိနေပြီဆိုပြီးတော့ဝမ်းသာအယောက်ကမှဖြစ်လို့နေတာပါယောက်ျားလေးတယောက်ကကိုဝင်ဆောင်နေဆိုတဲ့ပုံမှာအားလုံးကတော့မယုံကြည်နိုင်ဖြစ်နေကြပါရီမဖြစ်နိုင်ဘူးလို့ပြောနေကြကမိချူတယောက်စားနောက်နေရလို့သာထင်တာပါဒါပေမဲ့မိချူကစားနောက်နေတာမဟုတ်ပေဇက်တိုက်ဆိုတယ်လို့ကိုဝင်ရှိချောင်းကိုသာတင်နေတာဖြစ်ပါရီမိချူက2023ခုနှစ်မှာခင်မွန် ွန်ဖြစ်သူနဲ့တရားဝင်လက်ထပ်ထားခဲ့ပါရယ်၂024ခုနှစ်စောပိုင်းမှာတော့ယောက်ျားလေးဖြစ်ကနေပြီးတော့မိန်းကလေးဖြစ်ကိုပါပြောင်းလဲလိုက်တာပါတိမ်မောင်များစွာကုန်ကြခံကခွဲစိတ်ပြပြန်လိုက်တာဖြစ်ပါရယ်မိန်းကလေးပြောင်းရုံနဲ့ကလေးရှားနိုင်ဖို့ဆိုတာကတော့မလွယ်ကူပါဘူးတရင်ရှိမှသာကိုဝင်ဆောင်နေမှာဖြစ်တာကြောင့်မဒိုင်မဲမိချိုကတော့လက်ရှိမှာသူကကိုဝင်ဆောင်တယ်ဆိုပြီးတော့တိကျောက်ကမှပြောလာခဲ့ပါရယ်မိချိုကကိုဝင်၃လတောင်မှရှိနေပြီဖြစ်တဲ့အတွက်ကိုဝင်ဆောင်တဲ့တယောက်လိုပြုမှုနေထိုင်ဖို့ပြင်ဆင်နေတာပါကိုဝင်ဆောင်တဲ့တယောက်လိုမျိုးနေထိုင်ဖို့ဆိုရင်ဘာရီလိုရဲ့မလဲဆိုပြီးတော့ကြံ ညာနေလဲတောင်းထားပါရီအစားအစာတွေလဲရှောင်ဖို့ကိုလဲယောက်ျားလေးတယောက်ဖြစ်တာကြောင့်မတိဘဲနဲ့ဖြစ်နေရတာပါဒါပြင်ဘိုက်နေထားကိုလဲချပြလာခဲ့တာပါမိချူဟာအရှင်လာတွေဘိုက်စုတွေဆိုပြီးတော့ဂျင်းနေတဲတဲသွားဆော့နေခဲ့တာပါဒါပေမဲ့ဘိုက်ကကြမလာတာမလို့စိတ်ကင်းပြလိုက်မှသာကိုဝင်ရှိနေမယ်တိလိုက်ရှာတာဖြစ်ပါရီဒါကြောင့်မလို့လေကိုဝင်ရှိနေပြီဖြစ်ကြောင်းကိုသိပြလာခဲ့ပါရီမိချူဟာသူ့ဘိုက်ကိုခင်မုန်းဖြစ်သူကနန်းနေတဲ့ပုံကိုလဲချပြလာခဲ့ပါရီ ။ကြားပြင်ကလေးနမယ်ကိုဘာပေးရမလဲဆိုပြီးတော့လည်းစဉ်းစားလို့နေပါပြီ။ပရိသတ်တွေကတော့မိချိုကိုဝင်ရှိတယ်ဆိုတာမယုံကြည်တာကြောင့်ဘလို့ကြောင့်ကိုဝင်လွယ်ထားရလဲဆိုတာဆိုပြီးတော့မေးမြန်းနေကြတာပါ။ဒါပေမဲ့မိချိုကတော့တအိမ်ထဲလိုက်တာလားဆိုတဲ့အဖြေကိုလုံးဝမဖြေဘဲလှည့်လျူရှူထားတာပါ။ကိုဝင်ရှိတဲ့တို့တော့စုပ်ပြောဆိုနေကြတာဖြစ်ပါရဲ့။ မိချူဟာကလေးရှိရဆိုတဲ့စိတ်နဲ့သာသူ့အကောင်မှာတောက်လျှောက်တင်နေရပါမြန်မာနိုင်ငံမှာတော့ယောက်ျားချင်းလက်ထက်နေထိုင်တာကအရင်ကြီးမတွင်ကျဲသေးပါလက်ထက်ထားတဲ့သူတွေကလည်းကိုရင်ကိုဝင်မဆောင်နိုင်မင်းနဲ့ကလေးတယောက်ကိုသာမွေးစားကာမိသားစုဘဝကိုဖျက်ဆီးနေတာဖြစ်ပါသည်မိချူတယောက်ကိုဝင်ရှိနေတယ်ဆိုတော့ပြည်သက်ကြီးနေနဲ့ယုံကြည်လက်ခံလားဆိုတာကိုပြောခဲ့ပေးပါအောင်ရှင်အဆုံးထိကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်နေနေနှစ်ပညာရှင်တွေရဲ့အသင်းတွေပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့တော့လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်အာဘီနာဆင်ခဲ့ကြတဲ့ ိသတ်တယောက်ချင်းစီတိုင်းကိုလည်းကိုစိတ်နှလုံးရှင်လဲချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလီကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။နောက်နေ့ဒီမှာလည်းပရိသတ်ကြီးတို့ကြိုက်နေတဲ့မင်းဆယ်လီတွေနိပညာရှင်တွေတတိနဲ့တူရှာဖွေပြီးတော့ပြန်လာခဲ့ပါအောင်မယ်ရှင်။